ုဒ္ဓဘာသာဆိုတာသစ္စာပြရဲ့အဆုံးအမဘဝမှာဘယ်လိုနေရမယ်ဘယ်လိုထိုင်ရမယ်ဘာတွေလုပ်သင့်တယ်ဆိုတဲ့ way of life ကောင်းကျိုးချမ်းသာရစေနိုင်တဲ့လူတွေအကျိုးစီးပွားဖြစ်ထွန်းစေနိုင်တဲ့အကြောင်းတရားတွေကိုလှုပ်ဆောင်ပြီးလူတွေဆင်းရဲဒုက္ခရောက်ရှိစေနိုင်တဲ့အဆိုးတရားတွေကရှောင်ရှားဖို့တုံ့တင်ဆုံးမတဲ့ ဘုရားရဲ့အဆုံးအမတွေကိုဘုရားဘာသာလို့ဆိုရမှာဖြစ်ပါတယ်။တိရိနိုင်ငံနိုင်ငံမှာဘုရားဘာသာဆိုတဲ့အသုံးကိုမသုံးဘဲနဲ့ဘုရားကမလို့ထည့်လို့သုံးတာရှိတယ်။ဘုရားကမဆိုတာဘုရားရဲ့အာကမညဆောပြားရဲ့အဆုံးအမတရားတော်တွေတို့ဒီလိုပဲအထိပ္ပာယ်ရပါတယ်။ခုခေတ်တော့ဘာသာပြန်တဲ့အခါဘာသာဆိုတာ religion ကိုယ့်ရဲ့စိတ်ကမှုတွေကိုအခြေခံပြီးတော့ဘာသာဆိုတဲ့စကားလုံးကိုသုံးလာကြတာဖြစ်တယ်။ ရသဗျာရဲ့အဆုံးအမတွေဆိုတာလိုက်နာကျင့်သုံးအောင်မှာဖြစ်လို့ကိုယ်ကိုစိတ်ကမှုဆိုရဟာကတွဲဖက်ပြီးတော့ပါလာတဲ့အရာတွေသာဖြစ်တယ်ကောမှန်ပါဗျာအဓိကကပုရဝတ္တဆိုတာရသဗျာရဲ့အဆုံးအမတွန်တင်ပြတာတဲ့စကားတွေပဲဖြစ်တယ်ဒါပြင်ရသဗျာကပါရီဆုံးမတော့ဟုဆိုကိုချင်းတီလကောင်းမှုနဲ့လူလူချင်းအကျင့်တရားထားဖို့ ရှင်ထဲမှာရှိတဲ့လူတွေရဲ့စိတ်နှလုံးကိုပူပန်စေတတ်တဲ့ကိရိတာတရားတွေကိုလျှော်နှဲအောင်လျှော်ချနောက်ဆုံးမှာ အပြည့်တိုင်ဖြေရှင်းပြီးဆဲတော့ကလွမြောက်ဖို့ဆိုတာကိုမြတ်စွာဘုရားဟောခဲ့တာဖြစ်တယ်။အချင်းညုပ်ပြောရမယ်ဆိုရင်ဘုရားရဲ့အဆုံးအမစကားတွေကိုပိဋကတ်30နိကေ9ပြားဓမ္မခန္ဓာပေါင်း7400တောင်မှာဒီမှတ်တမ်းတင်ထားတာအဲ့ဒီမှတ်တမ်းတင်ထားတဲ့မြတ်စွာဘုရားရဲ့အဆုံးအမတွေအားလုံးကို ဗုဒ္ဓဘာသာဗုဒ္ဓရဲ့ဆုံးမသွန်သင်ချက်များလို့ဒီလိုအတိပ္ပယ်ကိုယူယူရမှာဖြစ်တယ်ပေါ့နော်အဲ့ဒီဗုဒ္ဓရဲ့သွန်သင်ဆုံးမချက်တွေကိုလိုက်နာတဲ့ပုဂ္ဂိုလ်တွေကျတော့ဗုဒ္ဓဘာသာဝင်လို့ခေါ်ကြတယ်အလားတူပြန်တဲ့ religion ဆိုတဲ့အင်္ဂလိပ်ဘာသာစကားကရှုံချီမှုနဲ့ကိုးကွယ်မှုကိုခြေခံပြီးတော့ပြောတဲ့စကားမှန်ပါ ီမှာတော့အဲ့ဒါတို့ယုံကြည်မှုနဲ့ကိုယ်ကွယ်မှုကိုအခြေခံတာမဟုတ်ပဲနဲ့လက်တွေ့ကျင့်သုံးမှုကိုဆိုလိုတာဖြစ်လို့အချင်းချင်းမှတ်ရမှာတော့ဘုရားဘာသာဆိုတာမြတ်စွာဘုရားရဲ့အဆုံးအမတရားတော်များပဲဖြစ်ပြီးသူရဲ့အန္တိမဟိမန်ချက်ကရောဘာများဖြစ်မလဲဘဲမှုတွေကိုအခြေခံတယ်ဆိုတာလေးကိုပြောเนาะမှန်ပါပါမူလို့ဆိုရတဲ့ဘုရားဘာသာဖြစ်ဖို့အဓိကအကြောင်းတရားကတော့ကမ္မတက္ကတာတမ္မဒိဋ္ဌိလို့ ပါဠိမှာဆိုတာအဲဒီကမ္မတက္ကတာသမဋ္ဌိဋ္ဌိဆိုတာကိုလှုပ်တာကိုနဲ့သက်ဆိုင်တယ်လို့ခံယူချက်ကိုအခြေခံတယ်မှန်ပါဗျာမမလို့အများနာလဲတာနဲ့ပြောရမယ်ဆိုရင်ကံကံဤအကျိုးကိုလက်ခံတယ်မှန်ပါဗျာကံတရားကိုလက်ခံတယ်ကံတရားရဲ့အကျိုးကိုလက်ခံတယ်မှန်ပါဗျာအဲဒီကံကံဤအကျိုးကိုလက်မခံရင်ဘုရားဘာသာမဖြစ်နိုင်ဘူးမှန်ပါဗျာရသဗျာလည်းကမ္မဝါဒီကရိယာဝါဒီ ဒီကုသိုလ်အကုသိုလ်ဆိုတာလုံးလို့ရတယ်ကုသိုလ်အကုသိုလ်ဆိုတာရှိတယ်လို့လက်ခံနေဝါတာဖြစ်တယ်မှန်ပါဗျာအဲ့ဒီကမ္မတကတာတမဒိဋ္ဌိလို့ဆိုရဲကိုလှုပ်တာကိုရရတယ်ဆိုရဲကမ္မဝါဒကရိယာဝါဒကိုအခြေခံတာပဲဖြစ်တယ်ပေါ့မှန်ပါဗျာအဲ့ဒါကိုအခြေခံပြီးတော့ရသဗျာချင်းစင်မျိုးတမထားတယ်တိလတမရိပညာဆိုရဲ ဓိကကိုကျင့်တရားကောင်းဖို့ရနံပါတ်1မှန်ပါဗျာကိုကျင့်တရားကောင်းပြီတဲ့အခါစိတ်တက်ငြိမ်သက်အောင်လေ့ကျင့်လာတယ်ထိုငြိမ်သက်မှုကြောင့်ရရှိလာတဲ့အသိပညာမှန်ပါဗျာအဲ့ဒါတွေကဘုရားဘာသာရဲ့အကျဉ်းမြင်ဟိုချင်းစိတ်တစ်ခုလို့ပြောရမှာဖြစ်တယ်မှန်ပါဗျာဘုရားဘာသာရဲ့အတ္တိမယီမှန်ချက်ကပါလေလို့ဆိုရကြတော့ဆင်းဒုက္ခအလုံးအဆုံးတက်ရေးပဲဖြစ်တယ်မှန်ပါဗျာ ူတွေတွေ့ကြုံနေရတဲ့ဆင်းရဲဒုက္ခဆိုတာမျိုးမျိုးရှိတယ်မှန်ပါအားလုံးမရှောင်လွှဲနိုင်တဲ့ဆင်းရဲဒုက္ခတော့ပါတော့စေဒုက္ခရလာပြီးရင်တဖြည်းဖြည်းအိုမင်းလာခြင်းနောက်ဆုံးမှာသိဆုံးရခြင်းဆိုတာဒါအချိန်မှဆုံးဆင်းရဲဒုက္ခလို့ပြောမှာပဲဖြစ်တယ်မှန်ပါဗျာဒီကြားထဲမှာဆုံးရှုံးနေတာမူတွေကြုံရလို့တောကဖြစ်ရတာတို့ငိုရတာတို့ခန္ဓာကိုယ်မှာ နာကျင်ကြိုက်ခဲတဲ့ဒုက္ခတွေကာယကဒုက္ခတွေခံစားရတာတို့စိတ်မချမ်းမသာဖြစ်တဲ့ဆင်းရဲဒုက္ခတွေခံစားရတာတို့စိတ်ပင်ပန်းမှုတွေခံစားရတာတို့ဆိုရဲရင်ထဲကအပူတွေအဲ့ဒီဒုက္ခတွေလုံးဝအဆုံးသတ်ဖို့ဆိုတာဘုရားဗလာရဲ့အတ္တိမအီမန်ချက်ပဲဖြစ်တယ်တမပါနောက်တစ်ခုကအတိတ်ကိုပုံချသောဝါဒဟုတ်ပါသလားဆရာလေးเนาะတမပါ အတိတ်ကိုပုံချတဲ့ဝါဒလုံးဝမဟုတ်ဘူးမှန်ပါဗျာမြတ်စွာဘုရားကအတိတ်အကြောင်းတရားကိုလည်းလက်ခံတယ်ပစ္စုပန်အကြောင်းတရားကိုလည်းလက်ခံတယ်မှန်ပါဗျာအတိတ်ချီတတ်တတ်ပုံချတဲ့ဝါဒကိုပုပ္ပိကတဟေတုဝါဒလို့ခေါ်တယ်အဲ့ဒီဝါဒကဗုဒ္ဓလက်မခံတဲ့ဝါဒပဲမှန်ပါဗျာအရာရာဟာအတိတ်ကလုတ်ခဲလို့ဆိုတဲ့ဟာမျိုးလုံးဝလက်မခံမှန်ပါဗျာပစ္စုပန်လောလောလတ်လတ် ဖြစ်ပေါ်နေတဲ့အကြောင်းတရားကိုလည်းထည့်သွင်းစဉ်းစားတယ်။မှန်ပါဗျာ။အဲ့တော့အတိတ်ကအကြောင်းတရားပဲဖြစ်စီပြစ္ဆုတ်ပံအကြောင်းတရားပဲဖြစ်စီအဲ့ဒီသက်ဆိုင်ရာအကြောင်းတရားတွေကိုလက်ခံယုံကြည်ပြီးအတိမတ်ပြုတဲ့ဝါရသာလင်ဘုရားဝါဒဖြစ်တယ်